တကာမကိုမရင်ကျင့်လို့မရတဲ့အတွက်ဓာတ်နဲ့ခုတ်တက်တဲ့ကြောင်းနိုင်ဖုံးကြီးကိုဖန်းစီစစ်ဆေးနေတယ်လို့သိရပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ပြည်သူပေါင်းကိုတော်လှန်ညာချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါ။ဒီကနေ့ညမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့မိုင်းပေါက်မှာတော့အာဓမပြုကျင့်မှုနဲ့လူတက်မှုကျူးလွန်သူ၂ဦးကို UWSC ဝါတက်ဖွဲ့ကတည်ထောင်ချမှတ်လိုက်ပါတယ်ခင်ဗျာ။ခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ပြူစောတိအချင်းချင်းရံဖြစ်ပြီးဓာတ်နဲ့ထိုးမှုမှာပြူစောတိတအုပ်တည်ဆုံးတယ်လို့သိရပါတယ်။ရောင်းဒီ Life in Boston ပွဲမှာဒေါ်လာရံပုံငွေဒေါ်လာ5000ကျော်ရရှိတယ်လို့ဆိုပါတယ်။အမေတော်ဆန်းစုကြည်ကိုချီးမြှင့်တဲ့ပြည်သူ့ကောင်ကြီးစုကိုတားဖြစ်သူကိုထိန်လင်းကလက်ခံလိုက်ပါတယ်ခင်ဗျာ။ဒီသတင်းတွေနဲ့အတူဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်။ပထမဆုံးနားဆင်ရမယ့်သတင်းကတော့ တင်ကြောင်းလူထားတဲ့ဒဂါမကိုမရင်းကျင့်မှုကြိုးစားတာကနေထွက်ပြေးလို့ဓာတ်တဲ့15ချက်ခုတ်တက်ခဲ့တဲ့လဲကူးမြို့နယ်အောင်ဖုံးပြစ်ကျောင်းနိုင်စီရတော်ကိုရဲတွေကဖမ်းဆီးစစ်ဆေးနေတယ်လို့မြို့ကနေစီကနေသိရပါဗါတယ်အဲ့တော့တင်ကြောင်းလူထားတဲ့ဒီဒဂါမရဲ့အမေကဖုန်းကြီးကျောင်းမှာနေတာသူ့မိနေမကောင်းလို့ဆိုပြီးဖုန်းကြီးကဒဂါမကိုအိမ်ထိလိန်ပြီးတော့သွားခေါ်တာကျောင်းရောက်တော့ကိုရင်တွေကိုဆုံးခံထွက်ခိုင်းကပ္ပိယကိုဆွန့်ညံ့သွားယူခိုင်းပြီး လူရှင်းတဲ့အချိန်အာရမကျင့်မှုကြိုးစားတာဒကာမကယုံကံပြီးထွက်ပြေးလို့ဓာတ်နဲ့မတိမချင်းခုတ်တက်လိုက်တာလို့ပြောပါတယ်ခင်ဗျာအဲ့တော့ဒကာမကိုခုတ်တက်ပြီးတဲ့နောက်အောင်ဖုံးပြစ်ကြောင်းလိုက်စီရတော့ဥတ္တမစာရထွက်ပြေးသွားခဲ့ပြီးမေလ21ရက်နေ့ည9နာရီလောက်မှာတော့အမြန်လန်း15မိုင်အနီးတောဆက်မှာရဲတွေကဖမ်းမိခဲ့တာလို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာအဲ့ဒီညကလေးကမိတာမရင်းကျင်မှုစူးစမ်းတာမရလို့ဓာတ်နဲ့ခုတ်တက်တာမှန်ပါတယ် ဓာတ်တရား55ချက်ရှိတယ်မျက်မြင်သက်သေအနေနဲ့အခင်းဖြစ်ချိန်ကျောင်းမှာကြံခဲ့တဲ့ကိုရင်တွေရှိတယ်အလောင်းကိုတော့အရင်ဆုံးစမြင်တဲ့ကက်ပီရလည်းရှိတယ်ရဲစခန်းဘက်ကစစ်စေးနေတော့မယ်ဆိုပြီးတော့သူကပြောပါတယ်ခင်ဗျာပြင်မှုကျူးလွန်သူအောင်ဖုံးပြိတ်ကျောင်းတိုင်းစီရတော့ဥတ္တမစာရခေါ်ဥတန်ဦးကိုလူဝင်လဲပြီးလဲကူးမျိုးမှရဲစခန်းမှာစစ်စေးနေတယ်လို့သူကဆက်ပြီးတော့ပြောပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းကတော့မိုင်းပေါက်မှာ အာရမပြုတ်ချင်းမှုနဲ့လူသက်မှုကျူးလွန်သူနှစ်ယောက်ကိုဝါတက်ဖွဲ့ကတေတံပေးလိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။ဝါပြည်သွေးစင်းညညရေးတက်မလို့ UWSA ထိန်းချုပ်ထားတဲ့မိုင်းပေါင်မြို့မှာမိကလင်းငယ်ကိုအာရမပြုတ်ချင်းမှုကျူးလွန်သူတဦးနဲ့လူသက်မှုကျူးလွန်သူတဦးကို UWSA ကပြီးခဲ့တဲ့မေလ22ရက်နေ့ကတေတံချမှတ်ခဲ့ပါတယ်ခင်ဗျာ။မိကလင်းငယ်ကိုအာရမပြုတ်ချင်းမှုနဲ့ဆေးကြောင်ပြီးတော့လူသက်တဲ့အမှုကျူးလွန်ခဲ့သူနှစ်ဦးကို တရားစွဲတင်ခဲ့ပြီးအမှုနှစ်ခုရဲ့စီရင်ချက်တွေကိုတရားရုံးကနေတဆင့်လူသိရှင်ကြားကြေညာခဲ့ပြီးတရားစီရင်ချက်ချမှတ်ခဲ့တယ်လို့အခြေအနေကိုသိရှိရသူတဦးကပြောပြပါတယ်ပရမတယောက်ကမရိမှုကျူးလွန်တာပေါ့နောက်တယောက်ကဘူးရစေးသုံးဖို့သူ့တငယ်ချင်းစီတောင်းတာသူ့တငယ်ချင်းကမပေးဘူးသူကလည်းမပေးရကောင်းလားဆိုပြီးတော့စိတ်ဆိုးတာစေးရန်တောင်းတနေတဲ့အချိန်ဆိုတော့စေးကြောင်ပြီးတက်မိတာပေါ့အဲ့ဒီနှစ်ယောက်လုံးကိုတရားရုံးကတည်တံ့ချမှတ်လိုက်တယ်ဆိုပြီး ဖြစ်စဉ်ကိုသိတဲ့သူတယောက်ကအခြေအနေကိုရှင်းပြပါရတယ်။ပြင်းမှုကျူးလွန်သူရဲ့လုပ်ရဟာတည်ဆုံးသူကိုရီးကိုရာနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးတို့ကိုပြင်းထန်စွာထိခိုက်စေပြီးဆိုးရွားတဲ့လူမှုရေးဆိုင်ရာတယောက်မှုကိုဖြစ်စေနိုင်တာကြောင့်တရားလိုရှင်းနေကတရားဆွဲဆိုပြီးတဲ့နောက်တရားရုံးကတရားခန်းကိုသေတံချမှတ်ခဲ့တယ်လို့ဆိုပါရတယ်။အခုလိုတရားစီရင်တဲ့အခမ်းအနားကျင်းပရတဲ့အဓိကရွေချက်ကရာဇဝတ်သားတွေကိုပြင်းပြင်းထန်ထန်အပြစ်ပေးုံသာမကဥပဒေကိုဖောက်ဖျက်လို့မရနိုင်ကြလို့မကောင်းမှုကိုလည်း အပြစ်ပေးရမယ်ဆိုတဲ့စိုင်းပုံနဲ့အညီဒီလှုပ်ဆောင်ချက်တွေဟာဒေသခံတဲ့လူအဖွဲ့အစည်းတွေစီရောက်ရှိသွားဖို့ရည်ရွယ်တယ်လို့ UWSA ကထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်ဒေသခံတွေအနေနဲ့သတိပေးချက်တရက်အဖြစ်နဲ့ခံယူကာဥပဒေနဲ့စည်းကမ်းတွေကိုသတိရှိရှိလိုက်နာပြီးမိမိအသက်ကိုတန်ဖိုးထားမြန်လို့ကမူရည်စေဝါနဲ့အခြားမကောင်းတဲ့သွေးဆောင်မှုကနေကင်းဝေးကြဖို့တိုက်တွန်းလိုက်ရကြောင်းထပ်ပြီးတော့ဖော်ပြထားပါတယ်ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းတခြားလက်နက်ကင်တွေစီကို လက်နက်ခိုးရောက်နေတဲ့ UWSA တပ်သားတွေကထောက်ပို့တပ်သားတဦးကို UWSA ကတည်တံချမှတ်ခဲ့ပါတယ်ခင်ဗျာတိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေတည်တံစနစ်ကိုကျင့်သုံးတာက UWSA အပြင်တပ်တုံညာနှစ်ခုစစ်ဆင်ရေးတဲ့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်တဲ့ကိုကန့်တက်လေကျင့်သုံးနေတာကိုမြင်တွေ့ရပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာမှာဒီအုတ်ချုပ်ရည်မှုရုံးမှာပြူစောတီနှစ်ယောက် ရန်ဖြစ်ပြီးတော့အချင်းချင်းစကားများရန်ဖြစ်ကြရတာကနေဓာတ်ထုံးမှုဖြစ်ပြီးတော့တဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။တင်းနိုင်တိုင်းဒီကော်တောင်းခရိုင်ခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပြူစောတိအချင်းချင်းစကားများရန်ဖြစ်ပြီးဓာတ်နဲ့ထိုးတက်ရမှာပြူစောတိတဦးသေဆုံးသွားကြောင်းဒေသနေပြည်သူတွေကပြောဆိုတာကိုကျွန်တော်တို့သိရပါတယ်။မေလ22ရက်ညပိုင်းကခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပြူစောတိအဖွဲ့ဝင်တွေအစည်းအဝေးပြုလုပ်နေတဲ့အချိန် ပြူစောတိချင်းချင်းစကားများရန်ဖြစ်ပြီးကလားဆိုတဲ့ပြူစောတိကပရှုဆိုတဲ့ပြူစောတိကိုစကေပါနဲ့6ချက်ထိုးတက်ရာကနေရာမှာပဲပွဲချင်းပြီးတည်ဆုံးခဲ့တာလို့သိရပါတယ်။၂၂ရက်နေ့ညကမလီဝမ်းကပြူစောတိဒီမလီဝမ်းအုပ်ချုပ်ရေးယုံမှာစကားများရန်ဖြစ်ကြတယ်။ဘာအတွက်ကြောင့်စကားများရန်ဖြစ်ကြတာလဲတော့မပြောရဘူး။စကားများရန်ဖြစ်တဲ့အချိန်မှာ ကလားဆိုတဲ့သူကပရှုဆိုတဲ့သူကိုစကေပါနဲ့ထိုးတာမလီဝမ်းသားတွေပဲနာမည်အရင်တော့မသိဘူး။ရွာထဲခေါ်တဲ့နာမည်တွေပေါ့။ စကေပါနဲ့6ချက်ထိုးတာနေရာမှာပဲတည်သွားတယ်။အခုစကေပါနဲ့ထိုးတဲ့ကလားကိုတော့ဖမ်းထားတယ်။ယူစောတီအချင်းချင်းပဲရန်ဖြစ်ပြီးတော့တတ်လိုက်တာဆိုပြီးဒေသခံပြည်သူတို့ကဖြစ်စဉ်သေးစိတ်ကိုရှင်းပြပါတယ်ခင်ဗျာ။တနင်္လာနေ့တိုင်းခမောက်ကြီးမြို့နယ်မှာဆစ်ရှုံးကောင်စီကလူစိုးလူမိုက်တွေအရက်သမားတွေနဲ့အလုတ်မရှိအကင်မရှိတွေကိုစုစည်းပြီးပြည်သူစစ်နဲ့ပြူစောတီတွေအဖြစ်နဲ့စစ်တင်နန်းပို့ချတာတွေစစ်တပ်အတွက်ခင်းဆောင်ခိုင်းတာတွေကိုလှုပ်ဆောင်လျက်ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာ။ အဲ့တော့နောက်ထပ်သတင်းကတော့ဒေါ်လာရေးအတွက်အားရင်ဖြစ်စေတဲ့ဒေါ်လာလူပညာရှင်တွေဖြစ်တဲ့အစိုးရကိုလင်းလင်းနဲ့မချစ်သူဝေတို့ဥဆောင်ကျင်းပတဲ့ရောင်ဒီ live in boston ပွဲကနေဒီဒေါ်လာရေးရန်ပုံငွေဒေါ်လာ9000ကျော်ရရှိတယ်ဆိုတဲ့သတင်းမှာဒီသတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်အမေရိကန်ပြည်ထောင်စု boston မြို့မှာပြုလုပ်တဲ့အစိုးရလင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ရောင်ဒီ live in boston ဂီတဖျော်ဖြေပွဲကနေဒေါ်လာရေးအတွက် ရမငွေဒေါ်လာ9000ကျော်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကထုတ်ပြန်ပြောဆိုပါရခင်ဗျာဒေသဆန်တော်ချိန်မေလ24ရက်နေ့မွန်းလွဲဘော့စတွန်မြို့မှာပြုလုပ်တဲ့ပွဲဟာရောင်နီ US Tower ရဲ့ဒုတိယပွဲဖြစ်ပြီးပထမပွဲကတော့ Maryland ပြည်နယ်ကနေစတင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ရောင်နီ Live in Boston ပွဲကိုပြည်သက်400ကျော်လာရောက်အားပေးခဲ့ပြီးအဆိုတော်လင်းလင်းဒီ Adult Universe The Way Rattan ပွဲတွေကရရှိတဲ့ရမငွေတွေနဲ့ ရောင်နီမယ်ရီလန်းပွဲကရတဲ့ရန်ပုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာအကောင့်ထဲဖုန်းနေတာတွေကို slide show နဲ့ရှင်းပြခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။မြေပြင်ကနေဇွန်နဲ့တက်ရောက်လာတဲ့တော်လိုင်းရေဘော်တွေကိုလည်းပြည့်သက်ကိုမိတ်ဆက်ပေးခဲ့တာတွေ့ရပါတယ်။ပွဲမှာဆိုတော့လင်းလင်းတိခတ်တဲ့ဂီတာကိုလေးလံတင်ရောင်းချရာမှာဒေါ်လာ9000နဲ့လေးလံအောင်သွားခဲ့ပါတယ်ခင်ဗျာ။မြေပြင်ကနေဒီရလာတဲ့ရန်ပုံငွေတွေကအကျိုးမြတ်အားလုံးကိုရောင်းဒီ ရဲ့မူလရွေချက်တွေအတိုင်းဒေါ်လာယင်းမိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးတွေစာဆုံးရဲဘော်တွေရဲ့ကျန်းရည်သူမိသားစုတွေစီဒီယံမိသားစုတွေနဲ့ဒီ activist မိသားစုတွေနိုင်ချင်းမိသားစုတွေကိုပထမဦးစားပေးအနေနဲ့အကူအညီပေးသွားမယ်လို့ဘွဲစီရင်သူတွေကပြောပါတယ်ခင်ဗျာအဲ့တော့ဒုတိယပေးဦးစားပေးအနေနဲ့တော့မြေပြင်ကောင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ပညာရေးစိတ်ပို့ဆောင်တာဒီတောင်ပေါ်မြေပြင်ဒေသအစုံကဒန်းတူလူခွင့်ရေးလှုပ်ရှားမှုတွေအတွက်အများဆုံးပို့ဆောင်ကူညီသွားမယ်လို့သိရပါတယ်ခင်ဗျာတော်လိုင်းရေးအတွက်တော့ရန်ပုံငွေမှာတကယ့်ကို အားကောင်းမောင်းတန်နဲ့ချီတက်နေနိုင်တဲ့ရောင်ဒီရှိုးပွဲတွေပဲဖြစ်ပါတယ်။နိုင်ငံတကာရောက်နေကြတဲ့ပြည်သူတွေအနေနဲ့ဒီရောင်ဒီရှိုးပွဲမှာပါဝင်ပြီးတော့အားဖြည့်ကြတဲ့အတွက်လဲတကယ်ကိုဝမ်းသာဂုဏ်ယူဖြစ်ရပါတယ်။အဆိုတော့ကိုလင်းလင်းတို့မချစ်သူတွေတို့နဲ့အတူတူဝမ်းသာဂုဏ်ယူဖြစ်ရအောင်ပြောဆိုလိုပါတယ်ခင်ဗျာ။အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေတော်ဆန်းစုကြည်ကိုချီးမြှင့်တဲ့ပြည်သူ့ဂုဏ်ယူစုကိုတားဖြစ်သူကိုထိန်လင်းကလက်ခံလိုက်တယ်ဆိုတဲ့သတင်းမှာဒီသတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်။ လူလူကောင်းဆောင်နိုင်ငံတော်ဒမကန်ပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်တဲ့ပြည်သူ့ကောင်ကြီးစုကိုတားငယ်ဖြစ်သူကိုထိန်လင်းခေါ်ခင်မရစ်ကလက်ခံရယူကြောင်းသိရပါတယ်16ကြိမ်မြောက်ပြည်သူ့ကောင်ကြီးစုပေးအပ်ပွဲအခမ်းအနားကိုမေလ24ရက်နေ့မှာအမေရိကန်ပြည်ထောင်စုဒက်ဆက်ဘီနယ်ဟူစတန်မြို့မှာကျင်းပခဲ့တာဖြစ်ကြောင်းပြည်သူ့ကောင်ကြီးစုဟာမြန်မာပြည်တွင်းမှာဂုံပြုတ်တင့်ဂုံပြုတ်ထိုက်သူတွေကိုပြည်ပရောက်တဲ့တိုင်းသားမြန်မာမိသားစုတွေကဝိုင်းဝန်းပြီးတော့ဂုံပြုတ်ကြတဲ့စုလည်းဖြစ်ပါတယ်ခင်ဗျာ ပြည်သူ့ကောင်ကြီးအတင်းက2025ခုနှစ်16ကြိမ်မြောက်ဂုံပြုသူဖြစ်အရင်ကြခံနေရတဲ့ပြည်သူ့ကောင်ဆောင်ဒေါ်ဆန်းစုကြည်ကိုပြည်သူ့ကောင်ယူစုချီးမြှင့်မှုရွေးချယ်ခဲ့တာဖြစ်ကြောင်းဒေါ်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးဟာမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့အနေနာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေအပေါ်ကျေးဇူးတင်စကားဆိုတာနဲ့အကြမ်းမဆက်အာဏာရှင်ကိုဒုမထောက်ပဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားကိုဥညွတ်ဂုံပြုတာဖြစ်ကြောင်းပြည်သူ့ကောင်ယူပြည်သူ့ကောင်ကြီးအတင်းက ထုတ်ပြန်ပြောဆိုပါတယ်အဲ့တော့မရေအဖန်းစီထိန်းသိမ်းခံရတဲ့အမေတော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားတွေနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝကလွတ်မြောက်ရေးအတွက် ပြည်သူ့ကုံကြီးအသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ပြည်သူ့ကုံကြီးစုပေးပွဲအခမ်းအနားကိုကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းမြမဒီအမျိုးသားညွန့်ရေးအစိုးရ NUG နိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင်လူခွင့်ဦးကြီးဌာန ူဝင်ကြီးဦးအောင်ကျော်မူ CRPH နိုင်ကဦးအောင်ကြီးညွန့်လို့လဲတက်ရောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့တင်ဆက်ပေးခဲ့တာပါအဲ့တော့ဒီကနေ့ညမှာဆိုရင်ထူးထူးခြားခြားနဲ့တွေ့ရတဲ့သတင်းတွေထဲမှာပြန်ပြီးသုံးသပ်ပြောဆိုရမယ်ဆိုရင်ចောင်းနိုင်ဆရာတော်သင်ခန်းအရေးခြုံထားတဲ့ចောင်းနိုင်ဆရာတော်အဲ့တော့သင်ချောင်းလှူထားတဲ့ဒဂါမကိုအတင်းအဓမ္မပြုကျင့်မှုစူးစမ်းတဲ့ဖြစ်စဉ် အဲ့လိုဒင်းနမပြူးကျင့်တဲ့အခါမှာပြူးကျင့်လို့မရတဲ့အခါတက်ဖြတ်လိုက်တဲ့ဖြစ်စဉ်တကယ်ကိုဘလောက်ထိကိုရုပ်ကန်းလိုက်တယ်မြမပြည်သူပြည်သားတွေဗုဒ္ဓဘာသာဝင်တွေအတွက်တကယ်ကိုအရှက်ရတဲ့ဟာကောင်းတဲ့ဖြစ်စဉ်တွေလို့ရတဲ့ဖြစ်ပါတယ်မနေ့ကဆိုရင်လဲဝစီပိတ်ဗဇက်ပေါက်ကိုပိတ်ပြီးတော့ဒီဖတ်စစ်လူသက်ကောင်တွေနဲ့အတူဝေစားမျှစားလုံနေကြတဲ့ဝစီပိတ်ဆရာတော်တွေအခုလိုမျိုး သင်အပ်အရေးချုပ်ပြီးတော့ဘုရားသားတော်အယောင်ဆောင်နေသူတို့ရဲ့လုပ်ရက်တွေကြောင့်ကဘာမှာဗုဒ္ဓဘာသာကိုပြန်ကြည့်ကြမယ်ဆိုရင်ကဘာကလူတွေရဲ့အမြင်ကဒီသတင်းမျိုးတွေဒီလိုအကြောင်းအရာမျိုးတွေကိုကြားသိရမယ်ဆိုရင်ဘယ်လိုတွေများဗုဒ္ဓဘာသာကိုမြင်ကြလိမ့်မလဲတွေ့ကြလိမ့်မလဲပြောကြလိမ့်မလဲဘယ်တော့ထီတောင်အထင်သေးခံရလိမ့်မလဲအဲ့တော့ဒီလိုသင်္ကန်းအရေးခြုံထားတဲ့ဂရုံးတွေဘုရားသားတော်အတုအယောင်တွေကို အားပေးအားမြောက်လုပ်နေကြတဲ့စွန်းလောင်းနေကြတဲ့သူတွေမှလည်းအပြစ်မကင်းပါဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အယူဆကလည်းသင်္ကန်းအရေးချုံသင်္ကန်းရေချုံထားတဲ့သင်္ကန်းဝစ်ထားတဲ့ဝစ်ယုံဝစ်ထားတဲ့ဆရာတော်တန်ခါတော်တွေတွေ့တိုင်းလက်အုပ်တချီချီဥတဖျားဖျားနဲ့လှုပ်ကြရပါတယ်ငငယ်လေးတွေကဘာမှမတိတတ်တဲ့ခလေးကိုတော့ဥတော်ဥတော်လို့ဥတော်လို့ဟိုမှာဖုန်းကြီးလာပြီဟိုမှာတော့ဘသူတွေလာပြီဥတော်လို့ဥတော်လို့ဆိုပြီးတော့သင်ပေးခဲ့တဲ့အတွေးခေါ်တယ် ဲ့တော့သင်္ကန်းရေချုံ ထားတိုင်းလဲကျွန်တော်တို့ဥတော်လုပ်ပြီးတော့ဆွန်လောင်းနေရမယ်ခေတ်ကာလမဟုတ်တော့ပါဘူးအဲ့တော့သင်္ကန်းချုံထားတိုင်းခုနပြောသလိုမျိုးမျိုးဆက်သစ်တွေကိုလည်းဥတော်လုပ်ခိုင်းရမယ်အခြေအနေမဟုတ်ပါတော့အဲ့တော့ပြန်ပြီးတော့တွေးခေါ်ရစဉ်းစားဆုံးဖြတ်ကြပါဘယ်သူတွေကိုအားကိုးရမလဲဖရာသားတော်အစ်စ်ဆိုတာဘယ်သူတွေလဲတရားဓမ္မဘက်မှာယက်တီတဲ့ဓမ္မမန်တိုင်းကိုခိုင်ခိုင်မာမာနဲ့ယက်တီပြနေတဲ့ကိုရန်ကျင့်သုံးနေတဲ့သူတွေက ဘယ်သူတွေလဲရွေးချယ်ပြီးတော့ကျွန်တော်တို့ကိုးကွယ်ကြဖို့စီးကပ်ကြဖို့ဆရာတင်ကြဖို့လိုပါပြီမဟုတ်ဘဲနဲ့ဒီလိုမျိုးကြောင်းနိုင်စရာတော်တွေဒီဒီတရားမကိုတော့မှမရင်းကျင်မှုစူးစမ်းရင်မရတဲ့အဆုံးမှာတက်ဖြတ်လိုက်တဲ့အထီကိုရုတ်ကန်းတဲ့ဆရာတော်တွေကိုကိုးကွယ်မိနေပြီဆရာတင်မိနေပြီဆိုရင်တော့ကျွန်တော်တို့လူဖွဲ့စည်းရဲ့နောင်လာနောက်သားတွေအတွက်တော့ရင်လေးစရာကောင်းပါတယ်နောက်ထပ်ရှိသေးတယ်ပေါ့ကရုံးလိုမျိုးကရုံးနေ စေကိန်းတို့လိုမျိုးကတုံးတွေဂူကြီးလို့ခေါ်တဲ့စစ်ရှုံးကောင်စီနဲ့သွေးစွန်းလက်နဲ့အတူတူသွေးစွန်းလက်နဲ့ကတ်တဲ့စွန်းကိုစားသွေးစွန်းလက်နဲ့ရတဲ့ပတ်စံတွေနဲ့လှူတဲ့ကားအကောင်စားတွေကျောင်းအကောင်စားကြီးတွေနဲ့နေထိုင်ဇိမ်ခံနေတဲ့သူတွေဒီလိုလူမျိုးတွေကိုရောထပ်ပြီးတော့ကိုယ်ကွယ်နေကြအောင်မဲ့ဆရာတင်နေကြအောင်မဲ့ဆိုရင်ကြံခဲ့တဲ့နောက်ထပ်မျိုးဆက်အတွက်တော့ရင်းလေးစရာကောင်းပါလေဒါကြောင့်မလို့ ပြက်ပြက်သားသားလောက်ရမယ်ကိစ္စတွေကပြက်ပြက်သားသားလောက်ရပါမယ်ဒီလိုမျိုးတန်ခါအတုရောင်ကရုံအတုရောင်တွေကိုအားပေးအားမြောက်ကိုယ်တိုင်ကပါဝင်နေလားဆိုတာမျိုးလေကျွန်တော်တို့သုံးသပ်ကြည့်ဖို့လိုပါပြီဒါကတော့ကျွန်တော်တို့ဒီကနေ့ညမှာတွေ့မြင်ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့ကျွန်တော်ဝင်ကဝိုင်းတော်သားတွေနဲ့ဒူးစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွေကကျွန်းကြီးကျေးရွာမှာပြည်လို့တဲ့မြင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခတ်ခဲ့တာကြောင့်သတို့သမီးပါဝင်10ဦးတေဆုံးခဲ့ရတယ်လို့မြေပြင်သိရှိသူတွေကပြောပါတယ်ကျေးရွာမှာမြင်္ဂလာပွဲကျင်းပနေချိန်မက်လာ25ရက်နေ့မနက်ပိုင်းမှာလေကြောင်းဘုံကျဲတိုက်ခတ်ခံခဲ့ရတာဖြစ်ပြီးတိုက်ခိုက်တံရအပြင်းထန်ရရှိထားသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်အခုကအဲ့နေရာကတိုက်ပွဲဖြစ်လို့ကျဲတာမဟုတ်ဘူးအဲနောက်ဆေးဖြစ်ွားခြင်းမရှိဘူးတခါမှဖြစ်ခဲ့ရလည်းမရှိဘူးအဲ့နေရာက အချက်သားမိင်္ဂလာဆောင်ကိုကျဲတာဖြစ်တယ်အချက်သားမိင်္ဂလာဆောင်ကလည်းအဲကျောတော်လိုင်းတိုင်းဝမ်းနဲ့ဆက်ဆက်မှုတော့မရှိဘူးပေါ့ဆက်ဆက်မှုမရှိဘူးလို့ပြောမှာပေါ့အချက်သားမိင်္ဂလာဆောင်ပေါ့အဲလက်ရှိအပရိယဆိုလို့ရှိရင်တေဆုံးသူ10ယောက်ကျော်ရှိတယ်အတေဆုံးသူ10ယောက်ရှိမယ်ထိခိုက်ဒဏ်ရာရရှိသူကလူ20ကျော်ရှိတယ်အဲ20ကျော်ထဲမှာမှ9ယောက်ကပြင်းထန်စိုးရိမ်ရအနေထားမှာရှိတယ်ဘလို့အဓိကတေဆုံးမှုဒဏ်ရာကတော့ဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကျွန်တော်ကမိင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်ဖြစ်တယ် ပြီးတော့မင်္ဂလာဆောင်လူဝင်လူထွက်များနေတဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာမင်္ဂလာဆောင်ရဲ့ထမင်းစားရုံရဲ့ဗီဒတဲ့ကိုကြားတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသူများသွားတာပဲတေဆုံးသူကြားမအရေးအတွက်နဲ့တိုက်ခိုက်ခဲ့တဲ့ဘုံမျိုးစားနဲ့ပတ်သက်လို့လက်ရှိအချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရေယော်ရီကရရှိထားတဲ့ဓာတ်ပုံတွေအရတေဆုံးသူတွေထဲမှာကလေးငယ်အနည်းဆုံး2ဦးပါဝင်ခဲ့တာကိုတွေ့ရပြီးမင်္ဂလာဆောင်ကျင်းပတဲ့နေ့ရက်လည်းပျက်စီးသွားခဲ့တာကိုတွေ့ရပါတယ်စစ်တောင်းမြဝအရှိချမ်းမှာရှိတဲ့ကြောက်ကြီးမျိုးနယ်က KN မျိုးသားစီယုံ KNU တက်မှာ၃နယ်မြေထဲမှာတည်ရှိတာဖြစ်ပါတယ်။ကျွန်တော်တို့ရောစဉ်ဒီဘက်ကစီရေးချင်းနေရသလိုရှိရင် IU ကပတ်ဝန်းကျင်မှာကကျွန်တော်တို့တော်တော်ဘယ်လိုပြောမလဲစစ်တောင်းမြေအရှိဘက်ကန်ဒေတာပေါ့ကျွန်တော်ကစစ်တောင်းမြေကအနောက်ဘက်ကန်လေးကျွန်တော်တို့ကစုံမထားနိုင်ပြီဖြစ်တယ်။အဲ့ဘက်ပတ်ဝန်းကျင်မှာကျွန်တော်စစ်မဖြစ်တာနှစ်နှစ်နီးပါးဖြစ်သွားပြီပေါ့ကျွန်တော်ကလွန်ခဲ့နှစ်နှစ်နောက်ကတော့အဲ့ဘက်နာရီမှာစစ်ဖြစ်ခဲ့တယ်ကျွန်တော်အခုစစ်တောင်းမြေကအနောက်ဘက်ကန်ကျွန်တော်စုံမပြီးတဲ့အချိန်မှာစစ်ဖြစ်တာမရှိတော့ဘူး။ မေလတတိယပတ်ထဲမှာပဲတမ်းမှာသုံးနေမိတွေက ရွှေကျင်နဲ့ကြောက်ကြီးမြို့နယ်တွေကကျေးရွာတွေကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့လို့အရသာ၄ဦးတေဆုံးခဲ့ရတယ်လို့ TNU ကမေလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေနဲ့တိုက်ပွဲမရှိတဲ့ဒေသတွေကစာတင်ကြောင်းတွေအရသာတွေနေထိုင်တဲ့နေရာတွေကိုပါမချန်ဇက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။